အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တင်ဆက်ပေးမယ့်ဇာလန်းလေးကတော့ဇာလန်းတယုတ်ဖို့မိမန်းလေးတောင်ငူရဲ့အချိန်ရမှခံစားပါဆိုတဲ့ဇာလန်းလေးပဲဖြစ်ပါရဲ့ရှင်ကိုကြီးထွန်ရွာဟုတ်လားဗျအေးမင်းကိုဘာတက်တာမောင်တက်အောင်မဟုတ်လားဟုတ်တယ်လေကိုကြီးထွန်ရဲ့ကျောင်းစိန်ဝစ်စုံနေဆိုတော့မြို့ချောင်းတက်နေရပြီပေါ့ဘဏ္ဍတန်းလေကွာခဏတန်းလေကိုကြီးထွန်ရဲ့အေးစာကြိုးစားကျောင်းချိန်နေပြီသွားတော့ဟဲ့ထွန်ခင်မောင်တက်အောင်လေးကိုကြည်ကား ကိုဘသစ်သားလည်းခုနှစ်တန်းတောင်ရောက်ပြီပဲအဲသူ့သားတောင်ခုနှစ်တန်းရောက်ပြီမဲ့ကိုဘသစ်နဲ့မမနှစ်တို့အချစ်အဲအဖြစ်ကအခုထိရွာထဲမှာပြောစမှတ်ဖြစ်တုံးမယ်ဟိုတော့ကကိုဘသစ်ဟာမမနှစ်တို့အိမ်မှာတည်ရင်းကလေပိုင်ရှင်သမီးမမနှစ်ကို သူ့မိဘတွေကတည်ရင်းကမောင်ဘသစ်နဲ့အယောတဝင်မနေဖို့အမြဲတားပဲမဲ့မမနှစ်ကစပြီးကိုဘသစ်ကိုရောတော့ဟမ်ပစိုးတော့ဘသူပြစ်ပေးရလဲ ဒီလိုနဲ့ချစ်သူတွေဖြစ်သွားတာပေါ့ဒါပေမဲ့တထေးသမီးနဲ့ဆင်းရဲတာအစင်ချင်းกว่าနေတော့လူတိမခံရတဲ့အခြေအကိစ္စစိတ်ကူးနဲ့နှစ်ယောက်တလုံးချစ်ကြပြီးဒါမျှဝေပေးထားတဲ့ပစိုးဒါသူတော့တဲ့ခူလာပေးတဲ့သစင်ပန်းတချန်နဲ့တူနေကြပေမဲ့တဦးနဲ့တဦးအရေးအယောင်လောက်ပဲတွေးကြတာကိုဘတဲ့နေရကနွားတဲ့ကုတ်မမျက်နှစ်ကအင်ကြီးပေါ်မှာတကယ်တော့တော်တထေးသမီးဖြစ်တဲ့မမျက်နှစ်ကို အခြားတော်တထေသားတွေက မမြောင်နစ်ကလှတယ်။ဒါပေမဲ့မယူရဲဘူး။ဘာဖြစ်လို့သူ့အိမ်ကတရင်ငါးတွေကိုအသေးခိုင်းတာကြည့်ပြီးသူ့သမက်ဖြင့်ဒီလိုခိုင်းမှာပဲဆိုပြီးလက်နေတာ။မမြနစ်အဖေကလည်းတရင်ငါးတွေအပေါ်အတော်ရက်ဆက်ဤဟိတ်ကောင်ပါသည်ထားစမ်းနွားစာစင်မနဲ့အစောမှာစင်းမလားလို့ခုညာကြီးမှောင်းနေပြီညာကြီးပဲမဲ့လာတာနေတယ်လာပညာကွာနှေးကင်းလို့လင်းလို့ထနွားစာစင် အဲ့ဒီလိုအခိုင်းပတ်ဆက်တဲ့လဲပိုင်းရှင်သမီးကိုမှချစ်မိတဲ့ကိုပါသည်လဲတဲ့အလုံးလုံးရင်သူများရေးစားတွေရွာပြင်ချိန်တွေ့တာမြင်တော့ဟိအားကြလိုက်တာငါလဲမမြနဲ့လေးနဲ့သူတို့လိုရွာပြင်တစ်ပင်အောင်လွတ်လွတ်လပ်လပ်ကြီးတွေ့ချင်လိုက်တာဒီတော့ဒီလိုနဲ့ကိုပါသည်စားတစောင်ရေးပြီးအင်းရှိပရင်ပေါ့မမြနဲ့ရက်နေရတွေ့လို့ပြစ်ပြီးတော့မမြနဲ့ကောက်ဖက်ပြီး "तू ကမနှက်ဖြန်ရွာထဲတည့်ရပင်အောင်လာခဲ့ပါ" သူများတွေလိုချစ်စကားထိုင်ပြောချင်နေတဲ့။ငါလည်းပြောချင်နေတာမနှက်ဖြန်အမေမျိုးတက်ဈေးဝယ်မယ်တဲ့။အဖေကတောင်းတိုက်အလှူသွားမယ်တဲ့။ရုပ်ရှင်ပြဆက်တရားလိုချစ်စကားပြောရတော့မယ်။ခုကလေးကရှင်ခုံလိုက်တာ။နောက်နေ့ကိုပါတဲ့ရွာပြင်တရက်ပင်အောက်တွင်မမများနှစ်ကိုစောင်းရင်တွေ့လို့ကတော့ပြဆက်တရားလိုကဲပြစ်မယ်။ထို့စဉ်ကိုပါတဲ့ဟာမမများနှစ် ရုပ်ရှင်နေရလို့ slow motion နဲ့ပြေးမှာမြရီတည်ရင်သူ့လက်လေးကိုကင်ရတော့မေးကင်ကင်ဟဲ့ကောင်ပါတဲ့ဟဲ့အဖေမင်းငါသမီးကိုချိန်နေစာသမီးအခန်းထဲတွေ့လို့လိုက်လာတာကျွန်တော်နဲ့သူတကယ်ချစ်တာပါမခွဲပါနဲ့အေးမခွဲပါဘူးပေးစားမှာအိမ်လိုက်ခဲ့ကြဒါဆိုကျွန်တော်တို့ဟိုဟိုမင်းကမနေ့ကငါခိုင်းထားတဲ့အတိုင်းအခုပေးသွားနှုတ်သမီးကအိမ်ပြန်ထမင်းချက် ညကြလူကြီးဆောင်ရံနဲ့လက်ဆက်ပေးမယ်။အဲ့ဒီတော့ကဘာတင်နဲ့များနှစ်တို့စချင်းတွေ့တဲ့နေ့ပဲလက်ကလေးကင်ရယုံရှိသည်။ရောက်ခမလောင်မီလို့ယူလိုက်ရတာတရွာလုံးပြောစမှတ်ဖြစ်လို့ပိုးပြီးပြောစမှတ်ဖြစ်တာကသူတို့မင်္ဂလာဦးညရောက်ခမကိုဘတဲ့တိုက်လာတဲ့ပဲပင်တွေကိုဘတဲ့ကိုညာရင်းချင်းပဲပဲရိုက်အစီချွေခိုင်းလို့ကိုဘတဲ့ပဲရိုက်လိုက်ရတာမိုးလေးနဲ့ထိပဲတဲ့။သူတို့အိမ်အောင်ရေးလဲဘာလို့လို့နဲ့သူတို့သား တက်အောင်အောင်ခုနှစ်တန်းရောက်ပြီသူရောက်ခမတီးလဲမနစ်ကဆုံးသွားပြီပေါ့အဲ့ဒီလိုတခါတွေ့တခါမိပြီးညားကြတဲ့ကိုဘသည်နဲ့မမ်းမြနှစ်တို့ချင်းတွေ့တဲ့တရက်ပင်ခုငါခါဦးနဲ့တွေ့နေကြတရက်ပင်ပေါ့ကိုဘသည်တို့လိုတခါတွေ့တခါပဲရောက်ခမမိပြီးပေးစားခံရလို့ငါလဲနေနဲ့ဒီအပင်ချင်းတွေ့တာနေမေလုံးဝမတွေ့ဘူးဟာဒါကိုသိတဲ့တငယ်ချင်းတွေငါတို့ထိုင်တဲ့ တင့်မြင့်ဆုံးပေါ်ညောင်စည်းတွေတုတ်သွားလို့ငါတို့ခွာမရဖြစ်ပြီးဒုက္ခတွေ့ဘူးတယ်။ဟာငါတို့ထိုင်တဲ့တစ်ပင်မြစ်ပေါ်ဘဲကောင်းညောင်စည်းတုတ်သွားတယ်မသိခွာမရတော့အာနောင်ခါဦးနဲ့ချင်းတွေ့ရင်တတိထားပြီးအပင်အောင်အင်ဘက်ခင်းထိုင်ရတဲ့အဖြစ် ခုလဲငါလာမဲဆိုတာခါဦးကျုံတင်တိထားလို့အပင်အောင်မှာစောင့်နေမှာပဲတပတ်ခါဆိုမိုးရင်းတော့ဆုံးသွားတဲ့ခါဦးကြီးတော့အလှမှာခါဦးဝှက်ဖို့ပိတ်စာလေးဝယ်လာသေးတရက်ပင်အောင်ရောက်သွားမှာ တရက်ပင်နာအရောက်ဟာငါးနဲ့ခါအုပ်ချင်းတွေ့နေကြတရက်ပင်အောက်ဘယ်အတွဲလာချင်းတွေ့နေပါလဲမုံကြီးပေမေးတို့အတွဲတွေငါးတရက်ပင်အောက်လာလူချင်းတွေ့နေတာများလားအသာခြေပြားထောက်ပြီးအပင်နောက်ကကြည့်မှ ထုံးခင်တို့မကြောက်အောင်ခြေပြားထောက်ပြီးတရက်ပင်နောက်မှာကြည့်ဟာထုံးခင်အံ့ဩစွာတွေးလိုက်ရသည်မှာကိုပါတဲ့နှင့်မမြနှင့် ထောင်းတိုက်ရွာတထေးသားဆန်အေးကိုမင်းထမင်းဖိတ်ကြွေးလို့ငါရှိဆန်အေးထမင်းစားနေရအောင်ဘေးကနေရက်ခတ်တာမြင်ပြီးခံစားရတယ်ဟာ။အိုကွယ်အဖေကအနားမှာရှိတယ်လေ။အဖေအကြိုက်ပြုစုရတာ။အဖေကသူ့နဲ့မြောက်သဘောတူပြီးထမင်းစားဖိတ်ကြွေးခိုင်းတာ။မြတ်သူ့ကိုမကြိုက်လို့တော့ချစ်ခဲ့ရပဲ။တဝင်းမတိုးနဲ့။တိုးတယ်မြတ်တိုးတယ်။သူတို့ဘာတွေဖြစ်ပြီးတဝင်းကြောင်းနေတာလဲ။မမြတ်နဲ့အဖေကမနစ်ကတည်တယ်။ သူတို့ပြောတဲ့တထေးသားဆန်အေးဆိုတာအခုကလေးနှစ်ယောက်အဖေဖြစ်လို့တမျိုးပဲဆက်နားထောင်မှာခံစားရတယ်မြကိုကတရင်ကမြတို့နဲ့မိုးနဲ့မြည်ပါဒါတွေတွင်းညကအရက်တောက်မိတာကွယ်မြကိုတစ်မှာကိုတစ်ပါဟုတ်ရဲ့လားမြမြအဖေကအဆင့်တန်းခွဲတယ်ခိုးပြေးကြမယ်လေအိုးဟာသူတို့ဘာပြီးပြောနေရလဲ တားတောင်ခွနတန်းရောက်ပြီးခိုးပြစ်မယ်တဲ့ဘာရီလေတော်ကကြောက်ကိုတဝန်ကြောင်းနေတော်အညာကကုံလာရောင်းနဲ့မိတော်နဲ့ဘာလို့လို့သတင်းကြတယ်အော်အဲ့ဒါရိုးရိုးခင်တာကိုကဟောရီယာမြမမြအေးမညာနဲ့ဟုတ်လို့ကြော်တာကဲကဲတော်ခါဦးကထွန်းခင်ကိုထုတ်တယ်လို့ထုတ်တယ်ကဲမိတော်ဆိုတာအခုကလေးနှစ်ယောက်အမိဖြစ်လို့တန်တော့ ခုမှတည်တယ်။သူတို့ငဲမှုပြန်ပြီးအချစ်ဟောင်းအချစ်တင်လှုပ်နေတာပဲ။ထုံးခင်ရည်တန်းကြောင့်ကိုပါတဲ့နဲ့မမျက်နှစ်တို့ရှက်သွားကအိုးပြေးမှဟိတ်ကောင်မင်းကတစ်ပင်နောင်ပါပဲ။ဘလို့ဖြစ်တာလဲကိုပါတဲ့ရဲ့။မင်းတည်တဲ့အတိုင်းငါနဲ့မမျက်နှစ်ကတခါချင်းဒီတခါပဲသူ့အဖေမိပြီးပေးစားခံရတယ်လေ။ မင်္ဂလာဦးညရောက်ခမကြီးကပဲရိုက်ချွေခိုင်းတာမနမိုးလေးမှပြီးလို့တရွာလုံးလူတွေခုထိပြောစမှတ်ဖြစ်လို့တထေးသမှတ်ပြရတာမစားတာဘူးပိုအလုံးလောက်ရတယ်ကြည်ုံလေမင်းကငါသမန်းဆိုတော့ငါလုံသမားတွေရှိဆံပြားဖြစ်အောင်သူတို့ထက်အလုံးပိုလုံပြရမယ်ကြားလားဟုတ်ဟုတ်ကဲ့ထမင်းစားတာတော့လင်မယားနှစ်ယောက်အတူမစားရပဲငါနွားတင်းကုန်မှာအလုံသမားတွေနဲ့မမြနှစ်ကအိမ်ကြီးပေါ်မှာသူမိဘတွေနဲ့စားရတာ ဒါကြောင့်ညစုံမိမကိုသူ့အဖေဆော့ဆော့အိမ်အောင်သူစားမယ်ထမင်းဟင်းနဲ့အိတ်ဆေးခတ်ခိုင်းတာကွခမည်းတော်လင်မယားညတိုင်းလွတ်လွတ်လပ်လပ်ကဲနေတာနဲ့မမဟုတ်ရပါဘူးကွာတည်တဲ့အတိုင်းငါရောက်ခမညတော်လာတိုင်းနေကင်းလို့ပဲဆိုပြီးငါ့ကိုထင်းခွဲနွားစာဆင်ခိုင်းလို့သူဆော့ဆော့အိမ်အောင်ကြံရတာကွာဒါမှအလုတ်တက်တာမှငါမှတခါတလေမင်းနဲ့ခါဦးဒီတရက်ပင်မှာချင်းတွေ့တာမြင်ငါအားကြယ် ငါလဲငါချစ်သူနဲ့တွေ့ချင်တယ်ငါမခံစားရမကြုံလိုက်ရဘူးလေငါလဲသူတို့လိုမမျက်နှစ်လေးနဲ့ခုလိုချင်းတွေ့ချင်သေးတယ်တကယ်လဲဒီတည့်ရပင်ဟာငါနဲ့မမျက်နှစ်တို့အရင်ဆုံးချင်းတွေ့ရတဲ့နေရာအချိန်ဤမပေးလို့ငါရောက်ခမကြီးတင်ငါအလုတ်သိမ့်မလုတ်တော့အဲ့ဒီအခါထွန်းခင်တို့လိုဒီအပင်မှာငါလဲမမျက်နှစ်နဲ့ငယ်မူပြန်မကြည်ပွဲနှွှဲပြရမယ် ခု9ရောက်ခမတည်တော့ငါစိတ်ကူးတွေကတွေးထားသလိုလေယာရီကိုအလုံးသမားရင်းနဲ့ထားခဲ့ပြီးငငယ်တုန်းကအဝယ်စားနဲ့မမြနှစ်ကိုငါသားတက်အောင်ကြောင်းသွားချိန်မှာဒီနေရာလာပြီးငယ်ကြီးစားလို့လာချင်းတွေ့စိတ်ကောက်ထုရိုက်ကြနဲ့ပြောစရာလေးဖန်တီးနေတာတပတ်လောက်ရှိပြီကွာသွားပြီထုံးခင်ကိုပါတဲ့အဖြစ်ကိုစဉ်းစားရင်ချင်းတွေ့တဲ့နေ့ပဲအချိန်နေရလင်မယားဖြစ်သွားလို့ရီးစားဘဝကြည်နူးရင်ခုန်မှုလေးတွေကိုကိုပါတဲ့ခံစားခြင်းတော့ ခုလိုအလုံးနာပြီးပြန်လှုပ်ရှားတာပေါ့ထိုစဉ်ခါဦးရောက်လာက ဟာခါဦးခုမှဒီတရက်ပင်အောင်လာရဲပေါ့အိုတော်ခုနကကိုဘတစ်တို့လေးများထိုင်းနေလို့ရွာထဲခဏပြန်သွားတာသူတို့ဒီတရက်ပင်အောင်လာလာ ထိုင်ပြီးစကားပြောတာခုနှစ်ရက်လောက်ရှိပြီတော့ထွန်းခင်ခါဦးကိုရှင်းပြရာအချစ်ကအမြဲနှုတ်ပြုံနေတယ်ဆိုတာသက်သေပြတာပေါ့ကြည်နူးခွင့်မရတာလေအခုသူတို့နှစ်ဦးကြီးမှကြည်နူးကြတာပေါ့ဒါထက် နင်ကြီးတော့အလိုမှာနင်ဝဲဖို့ဝမ်းဆန်းတစ်စုံငါဝဲလာတယ်။အိုးအစင်ကနုပြီးရဲလို့အယောင်မိုင်းမိုင်းလေးဝဲလာတဲ့နာ။ဟာဒါအလူလေးตาရေးလေးအလူဆိုခါတိုင်းနင်ဒီလိုအယောင်ဝင့်နေကြတာ။ตาရေးပေမဲ့ဒါကကြီးတော့အပြိုကြီးဆုံးလို့တူထားခဲ့တဲ့ရွှေနဲ့ချံရောင်းပြီးသူ့အတွက်အမျိုးတွေအလူလုပ်ပေးတာ။ဒီလိုအလှဆိုခါဦးတို့ကသူဆုံးတော့မငိုလိုက်ရလို့အတိုးချပြီးအမျိုးတွေဝိုင်းကိုဘူးအလှလောက်တာ ခုမှတတိထားမိတယ် 年纪的没人送森了啊？<noise> နေပါလို့မငိုရလဲဟာဘယ်ငိုနိုင်မလဲကြီးတော်အပြိုကြီးဆုံးတာမိုးရင်းသွားရေးလာရေးခတ်တော့မြို့ဟာတုတူတွေတူမရင်မလာနိုင်ကြဘူးရှုံးပွက်တွေနဲ့လေကျောက်တူလည်းပြိုးနှုတ်ကောက်ဆက်ရကြီးတော်ညီမလည်းသူ့သားနေမကောင်းလို့ရွာဆွေရွာမျိုးတွေအားလုံးအလုံးမအားတော့မတအောင်အဖြစ်ပဲချရတာခုလိုနှွေရသည်အားလုံးလဲနာစဘာပေါ်ငွေရှင်တော့ကြီးတော်ကြီးအတွက်အလှလုံးမျိုးကအမျိုးတွေလည်းလမ်းတာသွားလို့အလှလာကြပြီးအမျိုးတွေစုံပြီးအပြိုင်ငိုကြမယ်အားခဲထားတာ အလှကတော့ငိုတန်နေနဲ့ကြီးတော်ရဲ့ကြီးတော်အလှထကြည့်ပါအောင်ဆိုပြီးတော့မြိုင်းနေမှာပဲကဲသွားပြီကိုရင်ထုံးခင်အဲအေးလေခါဦးရွာ အမျိုးတွေလဲမိုးရင်အလုတ်တွေများလို့မငိုနိုင်ကြတာခုအလုံနာမှပြန်လဲခံစားပြီးငိုကြမှာရွာရဲ့ဒလေးတစ်ခုလိုပါပဲ အဆုံးထိကြည့်ရှုနားဆင်ခဲ့ကြတဲ့တရားချင်းစီရင်ကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။ဒါရပျော်ရွှင်တဲ့နေ့ရက်တိုင်းကို ပိုင်ဆိုင်နိုင်ကြပါစေ။နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်။